မြမအရေးကို သုံးသပ်ပြောဆိုကြရမယ်ဆိုရင်အချိန်ကာလတွေပိုင်းခြားမှုက မပါမဖြစ်လို့ဆိုရမှာပါပဲ။ဘာဖြစ်လို့လဲဆိုရင်ဆရာနာရှင် စနစ်ကနေဦးသိန်းစိန်လက်ထက်အဲ့ဒီကနေအမေစုဦးဆောင်တဲ့အစိုးရလက်ထက်အဲ့ဒီကိုမှ မတရားအာဏာလုသွားတဲ့မင်းအောင်လှိုင်ဂျပုလက်ထက်တွေပါပဲ။ဒီလိုပြောရတာအကြောင်းရှိပါတယ်။ဘုဒ္ဓရွှေအာဏာလွှဲပေးခဲ့တဲ့ဦးသိန်းစိန်တို့လက်ထက်မှာ မြမ GDP ကတည်ငြိမ်စပြုခဲ့တယ်လို့အမေစုဆိုရလက်ထက်မှာမြမ GDP ကတောက်လျှောက်တက်သွားတယ်လို့ပြောရပါမယ်ဒီလိုနိုင်ငံရေးမြေကောင်းမွန်နေချိန်မှာမြမအမျိုးသမီးတွေရဲ့လူမှုဘဝကလည်းတင့်တယ်လှပါတယ်လို့ဆိုရပါမယ်မျိုးကြီးပြကြီးတွေမှာမြမအမျိုးသမီးတူတဲ့အချိန်မရွေးနိုင်မရွေးတွားတွားလာလာ နေလို့ရပါတယ်စိတ်လုံခြုံမှုရှိတယ် ်တင့်တော်တဲ့ဝင်ငွေရှိတယ်။အမျိုးသမီးဖြစ်လို့အိမ်ထဲမှာနေရမယ်ဆိုတာမဟုတ်ပါဘူး။ယောက်ျားသားတွေနဲ့တဒန်းနဲ့ဒိုးတူပေါင်ပက်လုပ်နိုင်တယ်။ခွဲခြားဆက်ဆံမှုတွေလည်းမရှိပါဘူး။ဒီလိုဆယ်စုနှစ်တခုဖြစ်တည်လာရတဲ့မြမအမျိုးသမီးငယ်တွေရဲ့ဘဝကမင်းအောင်လိုင်းအယူထလို့အာနာသိန်းချိန်ကစပြီးတော့တဖြည်းဖြည်းနှိမ်စင်းလာတယ်လို့ပြောရပါမယ်။ ဒါကိုကျွန်တော်တခင်တွေလက်လွတ်စပယ်ပြောနေတာမဟုတ်ရပါဘူးကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာဖော်ပြထားတဲ့အတိုင်းပြောပြရပါဦးမယ် UNDP က2025ခုနှစ်အောက်တိုဘာ2ရက်မှာထုတ်ပြန်ခဲ့တာပါအဲ့ဒီအစီရင်ခံစာမှာမြန်မာအမျိုးသမီးငယ်တွေအနေနဲ့ဝင်ငွေနှဲပါတာအလောက်ကန်ခွန်လန်းပိုရှားတာနဲ့အိမ်တွင်းကတ်သက်ခံရတာတွေကြောင့် ုံးတက်ကွန်ခွဲခြားဆက်ဆံခံရတယ်လို့ဖော်ပြခဲ့တာပါအဲ့ဒီစီရင်ခံတာကတိုင်းနဲ့ပြည်နယ်အားလုံးတွေကအသက်16နှစ်ကနေ35နှစ်အတွင်းလူငယ်9188ဦးကိုမေးပြီးတော့စစ်တမ်းထုတ်ထားတာပါအစီရင်ခံစာထဲမှာအမျိုးသားနဲ့အမျိုးသမီးတွေရဲ့ဝင်ငွေကိုကြည့်မယ်ဆိုရင်20နှစ်ရာခိုင်နှုန်းထိကွာဟနေပြီးတော့ အလုတ်ကင်ခွန်လန်းကလည်းအမျိုးသမီးတွေကအမျိုးသားတွေထက်နည်းနေတယ်လို့ဆိုပါတယ်အမျိုးသမီးတွေရဲ့သုံးပုံတစ်ပုံဟာအလုတ်လက်မဲ့ဖြစ်နေပြီးတော့မြန်မာအမျိုးသားတွေထက်အလုတ်လက်မဲ့နှုန်းတိတိတသားမြန်မာနေတယ်လို့ UNDP ကဆိုပါတယ်ဒါပြင်အမျိုးသမီးတွေရဲ့လေးပုံတစ်ပုံနှီးပါးဟာလည်းအိမ်မှုကိစ္စတွေလုပ်ဖို့ပညာရေးတွေရပ်ဆိုင်ခဲ့ရတယ်လို့လုပ်ငန်းခွင်ဝင်ဖို့အိမ်တော်ဖက်ရဲ့တားဆီးခံရတာတွေလည်း အများပြားရှိနေတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်တနိုင်ငံလုံးနေထားနဲ့ကြည့်မယ်ဆိုရင်လူငယ်25ရာခိုင်နှုန်းတနည်းပြောရရင်လူငယ်၄တန်းဟာအလောက်ကင်မရှိကြပါဘူးဒီထဲမှာလူငယ်အမျိုးသားအလုပ်လက်မဲ့နှုန်းက15.8ရာခိုင်နှုန်းရှိချိန်ပါလူငယ်အမျိုးသမီးအလုပ်လက်မဲ့နှုန်းက33.8ရာခိုင်နှုန်းထိရှိနေပါတယ်ကရင်နီနဲ့ရခိုင်ပြည်နယ်က လူငယ်အမျိုးသမီးထက်ဝက်ကျော်ဟာအလုံးလက်မဲ့ဖြစ်နေကြတယ်လို့လည်းအစီရင်ခံစာကဖော်ပြထားပါတယ်အစီရင်ခံစာတွေကအချက်တစ်ခုကလည်းစိတ်ဝင်စားဖို့ကောင်းလာပါတယ်အမျိုးသမီးတွေပညာမသင်ရအလုပ်ကိုင်မရှိတာသင်တန်းရယူနိုင်ခြင်းမရှိတဲ့အခြေအနေက3.5ဆဖြစ်နိုင်ရည်ရှိတယ်ဆိုတာပါပဲဒါဟာပြီးခဲ့တဲ့ရာစုနှစ်ပေါင်းများစွာက အမျိုးသမီးတွေကိုဖိနှိပ်ထားတဲ့ပုံစံလိုမျိုးဖြစ်တည်နေလားလို့တော့အတွေးရောက်စေတာပါစစ်ပွဲပြိပခအကြောင်းကိုပြောရင်အဓိကအာယုံစိုက်တာတွေကတိုက်ပွဲတွေစီရီနေမီသိမ်းခြင်းတွေပါပဲဒါပေမဲ့မျော်လင့်မထားတဲ့အနာဂတ်ဒဏ်ကိုခံနေရတာကတော့အမျိုးသမီးတွေပါပဲ UN Women က2024ပြည့်နှစ်အစောပိုင်းမှာ ထုတ်ပြန်ထားတဲ့အချက်လက်တွေအရဆိုရင်ပြိပခကြောင့်ပြည်တွင်းနဲ့နယ်နိမိတ်ကျော်စုစုပေါင်း display ဖြစ်နေသူတွေ3.4တန်းကျော်ထဲမှာအမျိုးသမီးနဲ့ကလေးတွေက80ရာခိုင်နှုန်းကျော်တောင်ရှိပါတယ်။ဒါဆိုရင်ဒဏ်ကျတဲ့သူတွေတဲကအမျိုးသမီးတွေအများဆုံးဖြစ်နေပါတယ်။နေမြေတွင် display camp တွေမှာလည်းအမျိုးသမီးတွေအတွက်လုံခြုံရေးကျန်းမာရေးဝန်ဆောင်မှုတွေဟာမလုံလောက်ပါဘူး။ ဒါကတော့ Woman League of Burma WLV ကသက်ဆိုင်ရာအစီရင်ခံစာနဲ့လည်းဖော်ပြထားတာတွေ့ရပါတယ်။လုပ်ငန်းခွင်မှာပါအမျိုးသမီးတွေအတွက်အခွင့်အလမ်းတွေပျောက်သွားနေတာပါ။တေချာတာတစ်ခုကတော့ UNDP ရဲ့အစီရင်ခံစာကိုကြည့်မယ်ဆိုရင်မင်းအောင်လိုင်လက်ထက်မှာလူငယ်တွေအလောက်ကန်ခွင့်အလမ်းနေပါတာ။အမျိုးသမီးတွေဆိုရင်အလောက်ကန်အခွင့်အလမ်းနေတဲ့အပြင် ခွဲခြားဆက်ဆံခံရတာတွေကြုံတွေ့နေရတယ်လို့တွေ့ရမှာပါ UNDP ရဲ့အစိုးရခံစားထဲမှာမြန်မာနိုင်ငံမှာပညာရေးနဲ့အလုပ်ကိုင်အကြက်တဲပုံမနှဆိုင်လာတဲ့အတွက်လူငယ်တွေရဲ့အနာဂတ်ရက်တက်ခံနေရပြီလို့လည်းသတိပေးထားပါတယ်။ဒါဟာမြန်မာနိုင်ငံမှာမကြုံဘူးတဲ့အခြေအနေတစ်ခုဖြစ်ပြီးတော့လူဦးရေ၃ပုံ၃ပုံကျော်ဖြစ်တဲ့လူငယ်တွေရဲ့အခြေအနေတွေက မရေရတဲ့အခြေအနေနဲ့ကြုံနေရတယ်လို့ဆိုပါတယ်။နိုင်ငံရေးမတည်ငြိမ်မှု စီးပွားရေးကြာဆင်းမှုနဲ့လူမှုဘဝဆိုင်ရာပြဿနာများကြားမှာမြမအမျိုးသမီးငယ်တွေအပါအဝင်လူငယ်တွေရဲ့ပညာရေးနဲ့ဝင်ငွေရရှိမှုလမ်းကြောင်းတွေကဆိုးဝါးလာနေပြီးတော့အနာဂတ်တွေဟာရပ်တန့်နေပြီလို့အစိုးရခန်းစာမှာဖော်ပြထားတာပါ။ပြည်တွင်းမှာအဆင့်မြင့်ပညာအောင်မြင်ထားတဲ့သူတွေတောင် အလောက်ကန်ရှာဖွေဖို့ရုံးကန်နေရပြီးတော့အဲ့ဒီအချက်တဲကိုအမျိုးသမီးငယ်တွေကပုံမူရင်ဆိုင်နေရတာပါအစီရင်ခံစာရဲ့အဓိကတွေးရှိချက်တွေမှာအလောက်ကန်အခွင့်အလမ်းတွေကနေလူငယ်တွေဖယ်ကျင်ခံထားရမှုအမြင့်မားဆုံးကိုရောက်ရှိနေတယ်လူငယ်၄ဘုံတစ်ဘုံခံမှန်းချီ၄တန်းနီးပါးထိအလုံးလက်မဲ့ဖြစ်နေပြီးတော့အလုံးလောက်ကန်နေသူလူငယ်အများစုဟာမိမိပိုင်လေယာဉ်လုပ်ငန်းတွေဒါမှမဟုတ် ယာယီနေစားအလုပ်တွေလို့ပုံမှန်မဟုတ်တဲ့အလုပ်သဘောအလုပ်တွေလုပ်နေကြရတာဖြစ်ပြီးတော့စီးပွားရေးမတည်ငြိမ်မှုတံကိုခံစားနေရတယ်လို့လည်းဆိုပါတယ်။အဲဒီလိုပဲပညာသင်ကြားမှု ပြတ်တောက်တာပုံမှန်များပြားလာတာနဲ့အတူအသက်၁၈နှစ်နဲ့၂၄နှစ်ကြာလူငယ်၄ဦးမှ၃ဦးခံမှန်းကြီးလူငယ်၅တန်းကျော်ကပညာရေးဒါမှမဟုတ်သင်တန်းတစ်ခုခုမှတက်ရောက်နိုင်ခြင်းမရှိတော့ပါဘူး။ ခုစီရင်ခန်းစာကိုနိုင်ငံလုံးဆိုင်ရာမြန်မာလူငယ်သဘောထားစစ်တမ်း2024မြန်မာ Youth Survey 2024ရဲ့ရရှိတဲ့အချက်လက်တွေကိုကောက်နှုတ်ထားပြီးတော့တွိတ်ဆုံမေးမြမှုတွေအုပ်စုဖွဲ့ဆွေးနွေးမှုတွေနဲ့ဖြည့်ဆွတ်ထားတာတွေဖြစ်တယ်လို့ UNDP ကအသိပေးထားပါတယ်အစီရင်ခန်းစာအမိကိုအနာဂတ်ရပ်တန့်ခံမျိုးဆက်တဲ့မြမလူငယ်များရဲ့အလုတ်ကင်တဲ့ပညာရေးအခြေအနေလို့ပေးထားတာပါ။ အစိုးရခံစားရကအချက်တွေကိုပြောမယ်ဆိုရင်အချိန်ကြာသွားပါမယ်အဲ့ဒါကြောင့်အခုအနှစ်ချုပ်လောက်သာပြောပြရတာပါ UNDP ရဲ့အစိုးရခံစားအရဆိုရင်မြမအမျိုးသမီးငယ်တွေရဲ့လူငယ်တွေရဲ့အနာဂတ်ကမှုံပြပြလောက်ပဲရှိပါတော့တယ်ပြည်တွင်းစစ်ပွဲကြာရှည်နိုင်တာရဲ့စီးပွားရေးကြာဆင်းမှုဒဏ်တွေကြောင့်ရလာမယ့်နှစ်တွေအတွင်းမှာ UNDP အစိုးရခံစားအခြေအနေထက် ိုမိုဆိုးရွားလာပါတော့မယ်။မင်းအောင်လိုင်ကလည်းစစ်ပွဲတွေရှုံးနေတဲ့အချိန်မှာလူငယ်တွေကိုအာရမစစ်မှုထမ်းဥပဒေနဲ့စစ်ပွဲတွေကိုအတင်းဇွတ်သွင်းနေတာတွေကြောင့်လူငယ်တွေအကုန်လုံးပြည်ပကိုရရနီလန်းနဲ့ထွက်ခွာသွားကြတာကလည်းလူသားအရင်းမြစ်တွေကိုဆုံးရှုံးစေတာပါ။တိုက်ပွဲအချိန်တွေကြောင့်စိုက်ပျိုးရေးကဏ္ဍမှာကြာဆုံးလာတာကလည်းရည်ရှိမှာစီးပွားရေးနှိမ့်ညွတ်မှုကိုပို့ပြီးတော့ဖြစ်စီမှာပ ဘာပဲဖြစ်ဖြစ်ပါအခုဖြစ်နေတာတွေအားလုံးရဲ့တရားခံကမင်းအောင်လိုင်းကြောက်ပါပဲမင်းအောင်လိုင်းအ мян ဆုံးကြာဆုံးပြီးမေစုပြန်လွတ်လာချိန်မှာ နိုင်ငံကိုအ мян ဆုံးဆွဲတင်နိုင်အောင် ရနိုင်သမျှနည်းတွေနဲ့စူးစမ်းကြရမှာပါလူငယ်တွေဟာအနာဂတ်ပါအခုတော့အနာဂတ်ပျောက်ဆုံးနေတဲ့လူငယ်တွေအတွက်မင်းအောင်လိုင်းကြာဆုံးရေးအစီအမံတစ်ခုကသာအပြည့်ဖြစ်နေတယ်ဆိုတာပြောရင်းနဲ့ဒီဆောင်ပါကိုအဆုံးတတ်လိုက်ပါတယ် မြန်မာနိုင်ငံရဲ့နိုင်ငံရေးစီအထွေထွေသုံးသပ်ချက်တွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့သခင်တွေ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ဦးနော်ကြည့်ရှုပေးကြတဲ့ပရိသတ်တွေဘေးကင်းကြပါပြီစီးပွားလက်လာပါတွေတိုးတက်ကြပါစေလို့ကျွန်တော်သခင်တွေဆုတောင်းပေးပါတယ်